ရေရှင်ရှင်များအားလုံးမင်္ဂလာပါရှင်။လာမယ့်တနင်္လာ25ပေါ့နော်။6တရက်ညအတွက်ဒီကနေ့ test ကလေးကိုတက်ပြီးတော့ပြပြပေးသွားမယ်နော်။ဖိတ်စည်းပုံရင်းတော့ ိုက်ပြီးတော့ကြည့်ပေးပါเนาะဒီမှာရှိတာကလေးလေးပါလေးလေးနှလုံးပေါင်းတော့ပေါင်းခြင်းက၈ဆိုပြီးတော့ရထားတယ်เนาะဒါကဘယ်ကနေပေါင်းမှလဲဆိုတော့ဒီမှာရှိတယ်6တောင်ညာနဲ့ဆိုပြီးတောင်းတော့ပေါင်းမယ်6နဲ့တောင်ညာနဲ့ပေါင်းတော့6 6နဲ့နှစ်ရဲ့ပေါင်းတော့၈၈နဲ့ညာချင်း၈ဆိုပြီးတော့ရထားပါတယ်เนาะဒါဆိုနောက်တစ်ပင်ကိုဆက်သွားရအောင်ဒီမှာ6တောင်နှလုံးပေါင်းတော့ပေါင်းခြင်းက9ဒီမှာရှိတယ်၈ လေးရှင်းနဲ့ပေါ့နော်တောင်းလုံးပေါင်းမယ်၄ရက်ရှင်းပေါင်းတော့နည်း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 ပေါင်းတော့လေး၉ရက်ပေါင်းပါလေးဆိုပြီးတော့ရတာတယ်နော်ဒါဆိုရင်ဆက်သွားပါမယ်ဒီကဒီမှာရှိတာတုံညာတုံညာတုံညာနဲ့တုံညာနဲ့လုံးပေါင်းတော့ပေါင်းချင်းတုံညာပါဒါဆိုရင်ဒီမှာတောင်းလုံးပေါင်းမယ်ခွင့်ရခွင့်ရပေါင်းတော့လေး၄ရက်၃ရက်ပေါင်းတော့ပေါင်းချင်းခွန်တုံညာနက္ခတ်9ဆိုပြီးတော့ရတာတယ်နော်ဒီမှာ equal ရတယ်ပေါင်းပါနက္ခတ်ပေါ့နော်ဒါဆိုရင်ဒီစီကတုံလုံးထွက်လာမယ်ပေါ့နော် က်ကြည့်အောင်ဒီမှာ6 3နှလုံးပေါ့เนาะမောင်ချင်း9ပါဒီမှာလာမဲ့9ရဲ့9ရဲ့ဒီမှာထိပ်စီးတစ်လုံးရဲ့เนาะ3လုံးပေါင်းမယ်ဆိုရင် equal power နဲ့ကဲရဆိုရင်9ညီမြချင်းကို9ရဲ့ power 4ပေါ့เนาะ9ရဲ့နက်က6 4 6 နော်သုံးလုံးပေါင်းမယ်ဆိုကိုဖြစ်ကမယ်လေးဖြစ်ကမယ်၆ဖြစ်ကမယ်ပေါ့နော်ဒါဆိုရင်ပေါင်းကြည့်ရအောင်နော်အဲ့တော့ကိုရငါရပေါင်းတော့၄နောက်တစ်လုံးနဲ့ပေါင်းရင်ကိုဆိုတဲ့အကြောင်းကို၅ထည့်မယ်နော်အဲ့တော့ကိုရငါရပေါင်းတော့၄၄နဲ့၅နဲ့ပေါင်းတော့ဒီမှာလို့ကျင်းနဲ့ပေါင်းခြင်းကိုရလာမယ်ပေါ့နော်အဲ့တော့ကိုရငါရပေါင်းတော့၄နောက်တစ်လုံးနဲ့ပေါင်းလိုက်၄ပဲဆိုတဲ့အကြောင်းကိုတော့ညထည့်လိုက်မယ်ကိုရငါရပေါင်းရင်၄နောက်တစ်လုံးနဲ့ပေါင်းရင်၆ဆိုတော့၂ထည့်လိုက်မယ်နော်ငါတော့ညနဲ့ဆိုပြီးတော့သူကဒေစီ၃လုံးရလာတယ်ပေါ့နော် ာဆိုလို့ရှိရင်ဒီဘက်မှာအလေးတိုင်းကိုဆက်ပြီးသွားရအောင်နော်အလေးတိုင်းကကြာတော့6 6နှစ်ရဒီမှာရှိတယ်9ပါနော်9ပါဆိုရင်ဒီကနေ့ပေါင်းပါလဲဆိုတော့ဟုတ်ပြီနော်ဒီမှာရှိတယ်6နှစ်နှလုံးပေါင်းတော့6 9ရက်နှစ်ခတ်6ဆိုပြီးရတာလေနောက်တစ်ပိုင်းဆက်သွားမယ်ဒီမှာရှိတာ8ဟုတ်ပြီနော်8ကဒီမှာရှိတဲ့3 3ရက်နှလုံးပေါင်းတော့3ဆိုတော့8ရက်ပ ါတော့ဟုတ်ပြီနော်နောက်တစ်ပင်ဆက်သွားမယ်ဒီမှာခွန်ခွန်ကကြတော့ဒီမှာ၃ရက်9လောက်ပေါင်းတော့ခွန်ဆိုတော့ခွန်နဲ့ညီညာချင်းခွန်နောက်ဆုံးဒီကဒီမှာရှစ်ရှစ်ကဒီမှာ၃ရက်လာမယ်အလေးတိုင်းတလုံးမြေဟုတ်ပြီနော်နှလုံးပေါင်းမယ်ဆိုရင် power တိုင်းမှာ negative power equal ဆိုတော့ equal power negative နဲ့သွားပါမယ်ရှင်ညီညာချင်းရှစ်ရှစ်ရဲ့ power 3ရှစ် negative 1ရှစ်3တက်ဆိုပြီးတော့ပြလာမယ်ပေါ့နော်ဒါဆိုရင်ကနန်းလေးတွေအစားသွင်းကြည့်မယ်နော်နှလုံးပေါင်းရင် ရှစ်ဖြစ်ကမယ်၃ရှိပြီးသားနှလုံးပေါင်းရင်ရှစ်ဆိုတော့၅တင်မယ်နှလုံးပေါင်းရင်၃ဖြစ်ကမယ်၃ရှိပြီးသားဆိုတော့၃ညတင်မယ်နှလုံးပေါင်းရင်တဖြစ်ကမယ်၃ရှိပြီးသားဆိုတော့ရှစ်တင်တယ်မယ်နော်၅၃ညရှစ်ဆိုပြီးတော့သူကတော့အလေတိုင်း၃လုံးဆိုပြီးတော့ရပါမယ်နော်ထည့်စည်းက၃လုံးနေတယ်ကဘာလို့ဆိုပြီးတော့ထွက်လာပြီဒါဆိုရင်ဒီဘက်မှာမှာကြတော့အသိကိုဆက်ပြီးတော့သွားကြမယ်နော်အသိကဒီမှာရှိတာက၉ပါး တောင်းတော့ပါမယ်လေးရဲ့လေးရဲ့ပေါင်းတော့ရှင်ရှင်နဲ့တနေပေါင်းတော့ကိုကိုညီမြချင်းကိုဒီမှာက၈ဟုတ်ပြီနော်ဒီမှာ639ဆိုတော့6နဲ့3နဲ့ပေါင်းတော့ကိုကိုရဲ့ကိုရဲ့ပေါင်းတော့ရှစ်ရှင်းညီမြချင်းရှစ်ဒါဆိုရင်ဒီမှာခွန်ဒီမှာကျတော့3လုံးပေါင်းရင်3ညာ3ခွန်ဆိုတော့3လုံးပေါင်းရင်လည်း9ပဲရမယ်9ညီမြချင်းခွန်ဒါဆိုရင်ဒီမှာရှစ်ဆိုတော့ဒီမှာရှိတဲ့3လုံးပေါင်းမယ်ဆိုရင်ဘာဖြစ်ကမလဲရှင်းညီမြချင်းရှစ်ပဲဖြစ်ပါ အဲ့တော့6ရဲ့3ရဲ့ပေါင်းတော့9နှစ်လုံးနဲ့ပေါင်းရင်8ဆိုတော့9ပဲထည့်လိုက်မယ်6ရဲ့3ရဲ့ပေါင်း9 9ရဲ့9ရဲ့ပေါင်းဒီမှာလိုချင်တဲ့ပေါင်းချင်8ဆိုတာကိုရအောင်နော်အဲ့ဒါဆိုရင်ကဏ္ဍလေးလေးတုံးကြည့်ရအောင်နော်ကနေလေးချလာမယ်ပေါ့နော်9ထိပ်9လေတိုင်း9ကပဲပေါ့နော်9 9 9ဟုတ်ပြီနော်9ထိပ်3ညလေတိုင်း9ပဲ9 3ည9 ောပြီးတော့ငါးဒိတ်ရှစ်အလေတိုင်းကိုအပက်ငါးရှစ်ကိုငါးပြီးသွားရင်ဆိုရင်သုံးညဒိတ်ကိုသွားမယ်နော်ဒီတိုင်းပဲသုံးညငါးကိုသုံးညသုံးညကိုသုံးညရှစ်ကိုဟုတ်ပြီနော်ဒါဆိုရင်ဆက်သွားမယ်ပြီးတော့လို့ရှိရင်ဒီကနှစ်ထိပ်စီညာလေးမှာလည်းကြည့်လိုက်မယ်နော်နေငါးကိုနေသုံးည ချရတာကိုဆက်ကတင်ဖြစ်ပါတယ်ကိုရိုမာရာရဲ့တမိစဲနဲ့တမိစဲလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာစီမီကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါရှင်